အားလုံးပဲမင်္ဂလာပါအခုပြောပြပေးမယ်ပုံပြင်လေးကတော့ဘုံဘလူနဲ့ကြူချာငယ်တို့ရဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာအလောဘကြီးတဲ့ဘုံဘလူတကောင်ဟာသူ့ရဲ့အစာကိုလင်းလင်းမြတ်မြတ်ပဲစာနေခဲ့တယ်ဘုံဘလူကသူ့ရဲ့အစာကိုသုံးဆောင်နေစင်ပါပဲကြည်မာတဲ့အယူတချောင်းကသူ့ရဲ့လက်မျိုးမှာစူးသွားခဲ့တယ်အဲ့ဒီအယူက ုံမလူရဲ့လယ်မျိုးမှာကြက်ချီခပ်ပုံစံကလန်ဖြတ်ပြီးစူနေခဲ့တာကြောင့်ဝုံမလူရာအယုကိုအပေါ်တို့ရောအောက်တို့ပါရှိလို့မရခဲ့ဘူးဒီမအီမတာပြတနာကြောင့်ဝုံမလူရာသူ့ရဲ့အစာအစာကိုဆက်စားလို့မရခဲ့တော့ဘူးဝုံမလူလိုအစာစားလောင်နေတဲ့တလိဆန်တကောင်အတွက်တော့ဒီအယုစုတဲ့ရှင်နေဟာစိတ် မတက်မတာဖြစ်เสียအရှင်းနေတခု ခြေနေခဲ့တယ်။ဘွန်ဘလူဟာသူ့အနေနဲ့အကူအညီကိုချက်ရှင်လိုအပ်နေခဲ့တာကိုသိခဲ့တယ်။ဒီအနေအနာမှာခြေနေခဲ့တဲ့ကြွကြငဲ့တကောင်စီတို့ဘွန်ဘလူဟာဉာဏ်စာပဲပါရောက်ခဲ့ပါတယ်။ဘုံဘလူးအနေနဲ့ကြိုးချငံမှာရှင်းလာလာတဲ့လေပင်ရှိတဲ့ဆိုတိုင်းရင်ね ကျွေးကြငယ်မရဲ့ပိန်ပါတဲ့နှုတ်တီနဲ့သူရဲ့လက်မျိုးကအယုတ်ကို ထုတ်ပေးဖို့အကောင်းဆုံးဖြစ်မဲ့ဆိုတာကိုသိရှာတည်နေခဲ့ပါတယ်။ဘုံဘလွေအနေနဲ့ကျွေးကြငယ်မဟာသူရဲ့ပစတ်ထဲသူအလွယ်တကူရောက်နိုင်ပြီးအယုတ်ကိုထုတ်ပေးနိုင်မယ်လို့ယုံကြည်ခဲ့တယ်။ဘုံဘလွေဟာကြွကြငယ်ကို သူ့ဘက်ပါအောင်ထောင်ပြရမယ်ဆိုတာကိုတီးခဲတယ်။ ဝုံဘလွေကဂျိုးချမြက်ကိုယဉ်ကျေးစွာနဲ့ပြောခဲ့တယ်။ဘယ်လို့သာတဲ့အနေနဲ့ကျွန်ုပ်လည်းမျိုးထက်ကအယိုးကို ထုတ်ပေးနိုင်ရင်အနေနဲ့တဲ့ကိုတိုက်တန်တန်ဆူချမယ်။ဂျိုးချငယ်မှာဝုံဘလွေရဲ့ကာလန်ချက်ကိုသိရှာနားထောင်ခဲ့တယ်။ဒါပေမဲ့ကြိုကြငယ်မှာဝုံဘလူရဲ့ပတ်သက်တဲ့သူဒူမရဲ့ဥကောင်းကိုဖဲရမှာနဲ့ပတ်သက်ပြီးဆိုရင်ခဲတယ် ပုံပလူဆိုရယ်သမိဆန်မျိုးဟာတိတ်ကိုအန္တရာယ်ရှိကြောင်းကိုကြိုကြငဲမှာကဒီနေခဲ့တယ်။အရင်စိတ်ရှိနေခဲ့တော့လည်းပဲကြိုကြငဲမှာပါအနေငယ်ကြီးနေခဲ့ပြီးပုံပလူရဲ့ဆူလကိုလူရှင်ခဲ့မိတယ်။ဒီမှာအရေးဆုံးပြီးဘုံပလေးကိုဂုံကြီးဖို့ဆုံးဖြတ်ဆက်ချခဲ့တယ်။ကျူတူဆိုင်နဲ့ပဲကြွတိုင်ငယ်မှာဒီမရဲ့ခြေလန်းလာတယ်။ လေပင်ကိုဘုံမလို့ရဲ့အဆက်ထက်သူထဲခဲ့တယ်။သူမဟာသူမရဲ့ရှေ့လာလာတဲ့နုတ်ဒီကိုဘုံမလို့ရဲ့လင်းမျိုးထက်ကအယူကိုဆွဲထုတ်ဖို့တုံ့ပြုခဲ့ပြီးအောင်းအောင်းမြင်းမြင်းနဲ့ပဲအယူကိုထုတ်ပေးနိုင်ခဲ့တယ်။နောက်ဆုံးမှာတော့ဘုံမလို့ရဲ့လင်းမျိုးမှာအယူမရှိတော့တဲ့ကြောင့်ဘုံဘလူရအရင်ကတည်းကအများကြီးနေထိုင်တန်တာရှိသွားတော့တယ် မျိုးကအယုတ်ကို ဖဲထုတ်ပြီးပြီးရှင်းပါပဲဘုံမလို့ရကျွတ်တိုင်ငယ်ကို စကားတခုမှမပြောဘဲအဝေးသူစားတင်ပြီးလမ်းချောက်ထွက်တော့ခဲ့တယ်ကျွတ်တိုင်ငယ်မှာကဘုံမလို့ကို အော်ခေါ်လိုက်တယ်နေအောင်ကျမရမယ်ဆူလာပြန်ပါလေကျွတ်တိုင်ငယ်မှာကကျေလောင်စွာမိလိုက်တယ်ဘုံမလို့ကမှန်ဖြပြပြီးကျွတ်တိုင်ငယ်မှာဖက်ကို ခန္ဓာကိုယ်ကိုလဲလိုက်တယ်။ဘုံဘလူရာကကျူချာငယ်မှာကိုမိခွန်းလဲမိလိုက်တာကြောင့်အလွန်ကိုဒေါသထွက်ပုံနေခဲ့တယ်။ဘာနေရမဲ့ဆုလက်ကိုရပြီးပြီလေ။နောက်ပါစားထဲမှာနေရလက်ပင်ကို မကိုက်စားပြပဲအပြင်ကိုထုတ်ခွင့်ပေးလိုက်တာပါ။လုံလောက်တဲ့ဆုလက်မဟုတ်ဘူးလား။ဘုံဘလွေကကျူချာငယ်မှာကိုဒေါ်တာတပြင်းနဲ့ကြည်ပြီးကြေလောင်စွာဟိဟောက် လိုက်တယ်။အဒီနေမှာပဲဒုတိယငယ်မဟာတိတ်ကိုအဖိုးတန်းပြီးစိတ်ပြက်စရာကောင်းလာတယ်။ဘဝတင်ကစားတကူကိုတင်ယူလိုက်ရတယ်။ဘုံပြရဲ့တင်ကစားကတော့ကောက်ကြီးရုံမာတဲ့ဒူစီကဘာဆုလတ်ကမှမမြော်လင့်နေနဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာဒီပုံမြင်တဲ့ကဟိုမလွေလို့ကောက်ကြီးရုံမာတဲ့လူတွေကို ကူညီဖို့ကျွန်တော်တို့ရဲ့ချိန်တွေခွန်အားကိုမပြုံသည်တင်ပါဘူးဖြစ်နိုင်ရင်ကောင်းကျင့်ဆင်လက်လာတဲ့သူတွေနဲ့ဝေယာမှာနေရအကောင်းဆုံးပါပဲ။